မေရိကန်မှာပလင်းကုန်ဘူးကုန်ကောင်းရင်အမေရိကန်ဒေါ်လာတန်းနဲ့ချီတဲ့အင်ကြီးပိုင်ဆိုင်နိုင်ခဲ့တဲ့အာဇာနည်ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်မြန်မာနိုင်ငံရဲ့ဂီတဇက်ခုံပေါ်မှာမီးအောင်ဆုံအောင်မှာအောင်မြင်တဲ့သချင်းတွေကိုတည်ဆူခဲ့တဲ့ roster တယောက်အမေရိကန်ရဲ့လမ်းမတွေပေါ်မှာပလင်းကုန်တွေဘူးကုန်တွေလိုက်ကောက်နေရတယ်ပရိသတ်တွေကြားမှာအကြီးအကျယ်ကြီးရရခဲ့တဲ့အကြောင်းအရာတစ်ခုပါပဲအထူးသဖြင့်လူတွေကသနာကြတာပါအဲ့ဒီအဆိုတော် roster ကတော့အလုံးရဲ့အချစ်တော်အဆိုတော်အာဇာနည်ပဲဖြစ်ပါတယ်ရှင်တချိန်ကအာဇာနည်ဆိုတာမြန်မာနိုင်ငံရဲ့ဂီတလောကမှာ ဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့တဲ့အဆိုတော်တယောက်ပါသူ့ရဲ့သချင်းတွေဟာလူငယ်တွေရဲ့ပါဇက်ဖြားမှာရေပန်းစားခဲ့ပြီးတော့ရှိုးဝဲတပွဲဆိုရင်တင်းရနဲ့ချီတဲ့ဝင်ငွေတွေကိုရခဲ့သူပါဒီလိုအောင်မြင်မှုရဲ့အထွတ်ထိပ်မှာရှိခဲ့တဲ့အနုပညာရှင်တယောက်ကအမေရိကန်ကိုရောက်ရှိသွားပြီးနောက်မှာပလင်းကုန်ဘူးကုန်တွေလိုက်ကောက်နေရတယ်ဆိုတဲ့သတင်းထွက်လာတဲ့အခါမှာတော့ပရိသတ်တွေအလုံးတုံလုံးချောက်ချပြီးတော့စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ငါတို့ရဲ့ချစ်တော်အစိုးရကြီးဒီလိုအခြေအနေရောက်သွားရပါလားဆိုပြီးတော့တနာကျင်နာစိတ်တွေနဲ့ဝမ်းနေခဲ့ကြတာပါ။ ါပေမဲ့တကယ်တမ်းမှာတော့ပထမဆုံးအနေနဲ့ပြောချင်တာကအမေရိကန်မှာပလင်းကုံဘူးကုံအောက်တယ်ဆိုတော့မြန်မာနိုင်ငံမှာလို့အလုံးမရှိလို့ဘဝပြတ်နေလို့လုံရတဲ့အလုပ်တခုမဟုတ်ပါဘူးအမေရိကန်ရဲ့ recycling စနစ်အရာအဲ့ဒီပလင်းကုံဘူးကုံတွေဟာပတ်စံနဲ့အတူတူပါပဲဒါဟာရှက်စရာကောင်းတဲ့အလုပ်မဟုတ်ပဲရိုးသားစွာနဲ့အပူဝင်ဝင်ရှာတဲ့လုပ်ငန်းတစ်ခုသာဖြစ်ပါတယ်အာဇာနီဟာအမေရိကန်မှာဘဝကိုအောက်ခြေကနေပြန်စားတဲ့အခါမှာအလုပ်ကိုမရွေးချယ်ဘဲနဲ့ရိုးသားစွာနဲ့စူးစမ်းခဲ့ပါတယ်သူဟာပလင်းကုံကောက်တာတခုတည်းလုပ်ခဲ့တာမဟုတ်ပါဘူးမိသားစု ုကိုရှေ့တန်းတင်ပြီးတော့ delivery သမားဖြစ်နေလေတမျိုးဝင်တမျိုးထွက်အလုပ်လုပ်ခဲ့ရပါတယ်။ဒီလိုရရအလုပ်တွေကိုစူးစမ်းပန်းစားလုပ်နေရင်းနဲ့တစ်ဖက်မှာလည်းသူ့ရဲ့အသက်အတွေးကျော်ဖြစ်တဲ့အနုပညာကိုလုံးဝလက်မလွတ်ခဲ့ပါဘူး။ အမေရိကန်နိုင်ငံတဝိုင်းကသူ့ကိုချစ်တဲ့မြန်မာပြည်သက်တွေအတွက်ရှိုးဝဲတွေမှာအာသွန်ခွန်ဆိုင်တိဆိုဖျော်ဖြေခဲ့ပါတယ်။သူ့ရဲ့ချွေးနဲ့သွေးသူ့ရဲ့ဇွဲလုံးလပြီးတော့သူ့ရဲ့အမှုပညာဒီအရာတွေအလုံးပေါင်းစပ်လိုက်တဲ့အခါမှာတော့အမကန်အောင်မြင်မှုတစ်ခုကိုအာဇာနည်တယောက်ရရှိပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကတော့အမေရိကန်နိုင်ငံမှာအမေရိကန်ဒေါ်လာတန်းတဲ့ချီတန်ဖိုးရှိတဲ့ခင်မီခန်းထားတဲ့အင်ကြီးတစ်လုံးကိုဝယ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်ပလင်းခုံကောက်ခဲ့ရတဲ့အာဇာနီဟာအခုဆိုရင်တော့ကျယ်ဝန်းနဲ့ခြံဝင်ခင်မီရေကူးကန်တွေနဲ့ပြည်စုံတဲ့ဆန်အင်ကြီးတစ်လုံးရဲ့ပိုင်ရှင် ဖြစ်နေပါပြီဒီအောင်မြင်မှုဟာထိပေါက်လို့ရတာမဟုတ်ပါဘူးရိုးသားစွာလောက်ကင်ခဲ့တဲ့ကာယလှုပ်အားနဲ့မြန်မာမှာလောက်ခဲ့တဲ့အမှုပညာစွမ်းအားဒီနှစ်ခုကိုပေါင်းဆက်ပြီးတော့ကြိုးစားခဲ့လို့ရလာတဲ့ချွေးနှဲစာအစင်မှန်ဖြစ်ပါတယ် အာဇာနီရဲ့ဘဝစကြောင်းကကျမတို့ကိုသင်ခန်းစာအကောင်တစ်ခုပေးပါတယ်။အလုတ်တိုင်းမှာဂုဏ်သိက္ခာရှိပြီးတော့ရိုးသားတဲ့ကြိုးစားမှုတိုင်းကတနေ့မှာတော့အောင်မြင်မှုဆိုတဲ့ချုံမြင်တဲ့အသီးအဖွင့်တွေကိုရရှိစေမှာပါပဲ။သူဟာတဆင်ကပရိသတ်တွေရဲ့တနာမှုကိုခံခဲ့ရပေမဲ့အခုတခါမှာတော့ကြိုးစားလိုသူတိုင်းအတွက်အာဇာအတွယူစရာစံပြပုဂ္ဂိုလ်တယောက်အနေနဲ့ရည်တည်နိုင်ခဲ့ပါပြီ။ပရိသတ်ကြီးတို့အနေနဲ့ရောအာဇာနီရဲ့ဒီဘဝခရီးချမ်းကိုဖြတ်တန်းပြီးတော့အောင်မြင်မှုတွေရရှိလာတဲ့ပုံမှာဘယ်လိုခံစားရလဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။နောက်ထပ်လက်ဆင့်ဝင်စားပေးရတဲ့ င်းကြောင်းရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ page ကို like and follow လုပ်ပေးခဲ့ပါအောင်ရှင်ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်